ကဲမြန်မာနိုင်ငံမှာပတ်စံ3000နဲ့တနေ့တာဖြတ်တန်းလို့ရလာပါတော့အမှန်တော့မရပါဘူးเนาะဆိုဒီ3000နဲ့တနေ့တာဘယ်လိုဖြတ်တန်းရမလဲဆိုကျွန်တော်ကျွန်တော်ဖြတ်တန်းပြမယ်ပေါ့เนาะဒီနေ့တရက်ထဲမဟုတ်เนาะကျွန်တော် ပနရတိဖြတ်တန်းနိုင်မလဲဆိုကျွန်တော်ကျွန်တော်ဖြတ်တန်းပြမယ်ဗောနော်ဒီပတ်စံ3000နဲ့ဗောတဲ့ကျွန်တော်တို့အခုကမနက်ပိုင်းဗောနော်ကြဲမနက်ပိုင်းကျွန်တော်ကျွန်တော်ဘာသာမလဲဆိုကျွန်တော်တို့လိုက်ကြည့်လိုက်အောင်ခုတော့ဝယ်မယ်တဲ့ဒါတော့ဆိုင်ကိုတွားနေတာဗောနော်ကျွန်တော်တို့အကြော်အကြော်လေးတော့ဝယ်မယ်နော် cho ngã nhà phu nè cao nhiên bao ngã nhà phu mà, mà san, san nó đây cho nó rồi cái xe mà sáng sáng giàu vì bọn nó cái chỗ tôi là trên lại bọn nó mà chỗ ngay à phu này ကောင်းရင်ပေါင်း900ဖို့ပေါ့နော်ဒါမနှက်စာပေါ့နော်ခုနကျွန်တော်ပြောဖို့မိတော့တယ်ပေါ့နော်3000နဲ့ဆိုကျွန်တော်တနေ့တာဟင်းဝယ်စားလို့ရလားလို့ကျွန်တော်ပြောတာပေါ့နော်ခမင်းမပါပေါ့နော်ခမင်းကတော့ဒီအလောက်မှကျွေးရပေါ့နော်ဟင်းမကျွေးဘူးသူတို့ဟင်းဖူး3000ပေးတယ်အဲဖြတ်တန်းလို့ရလားဆိုကျွန်တော်ဖြတ်တန်းပြမယ်ပေါ့နော်တရက်တောင်ကျွန်တော်တို့ စားမယ်ဗောနော်တဲ့ဒါတော့နေ့လေစားဗောနော်ဒီမှာอืมပဲတောင်းရှေဗောနော်ဒါဒါကျုပ်ချက်ဒီမှာသမင်းမနတ်တထောင်နေ့တထောင်ညတထောင်ဗောနော်အဲကျွန်တော်အဲ့လိုစားပြမယ်ကျွန်တော်တော့ခုမန္တလေးမှာဗောနော်อืมတချို့ဒေတာတချို့ဒေတာတွေမှာတော့ မရတော့ဘူးထင်တယ်ဗောနောဒီနည်းနည်းစိတ်တက်တယ်ဗောနောဒီမန္တရားနည်းနည်းတော့ဟင်းတရား900ဖိုးလေးရသေးတယ်ဗောနောတချို့ဒေသလည်းမှာတော့မရတော့ဘူးဗောနောတကယ်လို့စိတ်လိုက်တွေပါတယ်ပြီးရင်အရက်တွေပါတယ်အချွေတွေပါတယ်တောက်ချင်တော့ကိုလာစားတယ်ကိုအိတ်ကထရနေဆိုင်ရမယ်ဗောနောဒါတော့နေလေစား ကဲဒါတော့ညစာပေါ့နော်ညစာဒါတော့မုံလာပွင့်နဲ့ပဲတီးနဲ့ပေါ့နော်ဒါလက်ဖက်တုံးနဲ့တချို့ဒေတာတွေမှာဟင်းနေပါတယ်ငါရဖို့တော့မရတော့ပေါ့နော်ကျွန်တော်တို့ဖတ်ဆုံးမရတော့ဗျာခုကဒီမန်လေးမှာဟင်းငါရဖို့ရသေးတယ်ကဲတနေ့ တနေ့တော်ထမင်းသုံးနှစ်စာဟင်းဖိုးသုံးထောင်နဲ့ဘလို့ဖြတ်တန်းရလဲဆိုတော့အချက်တွေပဲကျွန်တော်ရိုက်ပြပေးသွားတယ်ပေါ့နော်ကဲခုကျွန်တော်စားတော့မယ်ပေါ့နော်ကဲစားကြအောင်မလားဒီမှာဒါတော့ဖြစ်တလို့စားရတယ်ပေါ့နော်တကယ်လို့ဝတ္တာချက်တာအမဲသားတွေပါ စားချင်လို့ရှင်တော့ စေချီချီပေးဝယ်ရမှာပေါ့နော်တုံးဆောင်ဆိုတနက်စာပဲရမှာအဲ့တော့မလောက်ချင်ဘူးပေါ့နော်ဒါတော့ကျွန်တော်ဒီဖြစ်တယ်လို့စားတာပေါ့ဗျာပြောရမှာဆုံးဘာဖြစ်လို့လဲဆိုကျွန်တော်ပတ်ဆိုင်မရှိလို့ပေါ့နော်